ဆိုတော့တော့ Facebook page ရဲ့ chat box ကနေအငင်းငယ်လေးတယောက်လာမေးထားတယ်လက်တွေ့အုံချဘန်ဒိုတိုက်ခိုက်နေတရားနဲ့ဘန်ဒိုမှာ scores နဲ့ဘာกว่าလဲတဲ့အရင်ကတခါပြောဖို့မယ်အခုထပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့မှမျှဝေပေးပါမယ်ဗျလက်တွေ့အုံချဘန်ဒိုတိုက်ခိုက်နေတရားကတော့မြမရိုးရဘန်ဒိုပညာရှင် တွေကိုလက်တွေ့အုံချတဲ့တိုက်ခိုက်နေသင်ကန်းစာအမျိုးပေါင်း30 40လောက်နဲ့တွဲဖက်ပြီးတော့ တင်တန်းကြီးတက်တာစွာနဲ့သုံးလအတွင်းမှာကိုကိုကိုကာခွေနိုင်အောင်အရေးကြုံရင်ကူညီနိုင်အောင်တင် जा ပေးတဲ့တင်တန်းဖြစ်ပြီးတော့ဘန်ဒိုမာစတာကော့စ်ကတော့မြန်မာပြည်နဲ့ကဘာရဲမှာရှိတဲ့နေဝင်းနဲ့ပြည်တွင်းပြည်ပကညီငယ်နှမငယ်တွေအတွက်ဆရာနဲ့တိုက်ရိုက်မတင်ယူနိုင်ပေမဲ့လည်းဘန်ဒိုပညာကိုအခြေခံအနေဆရာအဆင့်ထိအွန်လိုင်းပေါ်ကနေတင်ယူနိုင်အောင် စနစ်တကျ တနစ်ခွဲခန့်အကြာတိတိတင် जा ပေးနေတဲ့တင်နန်းဖြစ်ပါတယ်အဲ့တော့ဒီနှမျိုးမှာဘန်ဒိုမာစတာကော့စ်တင်နန်းကိုရွေးချယ်ခဲ့မယ်ဆိုရင်လက်တွေ့သုံးချဘန်ဒိုတိုက်ခိုက်နေတရာကိုတင်ယူစရာမလိုပါဘူးဗျဘန်ဒိုမာစတာကော့စ်ဆိုတာကကျွန်တော်ရဲ့တင်နန်းသားတွေကိုအခြေခံနေဆရာဆင့်တီရောက်အောင်ထင်းချောင်းတင် जा ပေးနေတာဖြစ်တဲ့အတွက်လက်တွေ့သုံးချနေတွေရောဘန်ဒိုပညာရဲ့ theory တွေရောတောင်းပိုင်းကြောင်းတွေရောအကုန်လုံးတင်ယူရဲမှာပါဝင်မှာဖြစ်ပါတယ်ဗျ ဲ့တော့ဘန်ဒိုမစကော့စ်ကတော့တင်ဒန်းစရင်ပိတ်ရန်9ရက်ပဲလိုရတဲ့အတွက်တင်ဒန်းအမယ်ဆိုရင်အချိန်မီအနာမှာလို့မြေတားရခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ